ငါပြောပြရင်နင်နားလဲမှာလားလို့ငါပြောရင်နင်နားလဲမှာလားလို့အဲ့တော့နိုင်ငံတော်တချင်းเนาะနိုင်ငံတော်တချင်းဆိုတော့လေမျက်ရည်တွေတောင်ကြာရလောက်အောင်ရင်တွေတောင်လှ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 ဖြစ်ရလောက်အောင်နိုင်ငံတော်တချင်းကိုအော်ဆိုကြတဲ့ဟာရင်မြင်ကွင်းဟာတိတ်ကျနေဆရာကောင်းတယ်เนาะဆိုတော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ဘလုံးအကစားဆိုတာကမြန်မာကဘာမှာလည်း တကယ်ကိုနိုင်ငံရေးပါတယ်မျိုးချစ်စိတ်ဓာတ်တွေပါတယ်လူမျိုးရေးတွေပါတယ်ပေါ့နော်ဆိုတော့အဓိကတော့မျိုးချစ်စိတ်ဓာတ်ပေါ့ကျမတို့တွေဒါကြောင့်အားကစားတွေအားကစားတွေကျမတို့အိုလံပစ်ပဲလုံးလုံးအဲကျမတို့နောက်တစ်ခါဒီဘက်ကစီးကိန်းတွေပဲလုံးလုံးအာရှတွေပဲလုံးလုံးဘာပွဲတွေမှာပဲမဆိုတန်တဲ့အားကစားနီးနေဟာ တိတ်ပြီးတော့မှ မထင်ရှားသွားဘောလုံးပွဲဆိုရင်တော့နိုင်ငံတွေဟာတခါတည်းကိုလူမျိုးတွေဟာ နိုင်ငံသားတွေဟာတကယ်ကိုအသွေးတွေအသားတွေကနေပြီးတော့မှနိုင်ငံချစ်စိတ်တိုင်းပြည်ချစ်စိတ်လူမျိုးချစ်စိတ်တွေကိုမြင်ရတယ်เนาะကာလာလည်းမရှိဘူးအယောင်လည်းမရှိဘူးရက်တီချက်လည်းမရှိဘူးပါတီဇွဲလည်းမရှိဘူးပုတ်ကိုဇွဲလည်းမရှိဘဲနဲ့တကယ်ကိုနိုင်ငံတော်အလံအောက်ကနေနိုင်ငံသားအဖြစ်နဲ့တကယ်ကိုအော် သွေးတွေစုပွက်တောင်အမြင်ရတယ်နော်ဆိုတော့ဒီကျွန်တော်တို့တိုင်းပြည်မှာဒီ3000ကျော်လူ3000ကျော်စတေဒီယံကြီးရဲ့မှာဒီလိုမျိုးကြီးပြည့်ပြီးတော့မှနိုင်ငံတော်တချင်းကိုဒီလိုမျိုးအာလိုလိုလားလားနဲ့អော်ပြီးတော့မှအော်တကယ်ကိုဂုံယူစွာနဲ့ဆိုတဲ့မြင်ကွင်းဟာအယံပီတိဖြစ်စရာကောင်းပါလေเนาะနောက်လဲဒီလိုမြင်ကွင်းမျိုးတွေကို မကြာမကြာအမြဲတမ်းမြင်ကွင်းရကြပါတယ်မြင်လဲမြင်ကြပါတယ်ဆိုတော့ကျွန်တော်တို့နိုင်ငံသားတွေကတကယ်တော့ကိုတိုင်းပြည်ကိုချစ်ကြပါတ ်နော်ကိုနိုင်ငံကိုကိုချစ်ကြပါတယ်ကိုလူမျိုးကိုလည်းကိုချစ်ကြပါတယ်နော်ဆိုတဲ့အခါကျတော့လေအာအရန်ချစ်စရာကောင်းတယ်အရန်ပီတိဖြစ်စရာကောင်းတယ်အရန်ကျေနပ်စရာကောင်းတယ်အဲ့ဒီမှာမှတခါလေအပျော်ပေါ်အပျော်ဆင့်ကလေးတွေကလည်းအရန်တော်ပြီးတော့မှအောင်ပွဲဆင်နိုင်တာဖြစ်တဲ့အတွက်ကြောင့်မလို့အချိန်အကြာကြီးမကြားတဲ့တခြင်းမြန်မာနိုင်မီတို့မြန်မာနိုင်မီစာလေးနော် တိုင်းပြည်ကပေးအပ်တဲ့ဆိုတာအဲ့တဲ့ချင်းလေးဆိုတာကျွန်တော်တို့လေဟိုးအရင်တော့ဆိုရင်ဒါဘောလုံးပွဲတစ်ပွဲပြန်လာပြီအာဆီယံတို့စီဂိမ်းတို့ကနေပြန်လာပြီဆိုလို့ရှိရင်နိုင်လာပြီဆိုဒီလိုလေးတွေကျွန်တော်တို့ဟိုးအရင်အဲဘာဒူးတို့ဘာလို့လာနော်အဲနာမည်လေးအတန်တော်လေးမှိုင်းတောင်းပန်ပါတယ်နော်ဆိုတော့လေအဲအဲ့ဒီခင်နေကအဲ့လိုတချင်းလေးနဲ့ဆိုတော့ဒါလေးကတကယ်ကိုကျွန်တော်တို့မကြားရတာကြားတဲ့တချင်းလေးကိုဒီခလေးလေးတွေတကယ်ကိုငငယ်လေးတွေမှာခလေးလေးတွေကတကယ်ကိုနိုင်ငံတာဝန်ကိုခြေပြင်းစွာ ထမ်းဆောင်ပေးသွားတဲ့အတွက်ကြောင့်လည်းဒီကလေးတွေကိုလည်းဂုဏ်ယူပါတယ်ဒီနေရာကနေလည်းချီးကျူးစကားပြောပါတယ်အရန်လည်းကျေနပ်ပါတယ်ရှေ့လျှောက်လည်းသွားပြီးတော့မှနိုင်ငံပြပမှာကန်တဲ့ပွဲတွေမှာလည်းအောင်ပွဲတွေစခုနိုင်ပါစေလို့ဆန္ဒပြုပါတယ်ကျမတို့တိုင်းပြည်ကကျမတို့လူမျိုးတွေရဲ့မျိုးချစ်စိတ်ဓာတ်တွေကိုမြင်ရတာလည်းအင်မတန်ကိုကြက်သိမ်း မွင်းရင်ထလောက်တဲ့အချိကိုပီတိဖြစ်ရပါတယ်အရန်ကိုပျော်စရာကောင်းတဲ့အရန်ကိုကျဉ်နှက်စရာကောင်းတဲ့မြင်ဝင်းကိုမြင်လိုက်ရတာဖြစ်တဲ့အတွက်ကြောင့်မလို့တိတ်ကျဉ်နှက်စရာကောင်းပါတယ်เนาะဆိုတော့ချစ်ခင်နာရင်းစီလုံးနာရင်းနိုင်ငံကိုချစ်တာရင်းအမျိုးကိုချစ်တာရင်းဒါတွေကိုဒီဒီဒီအခိုက်အတန့်မှာအကုန်လုံးမြင်လိုက်ရတယ်เนาะဆိုတော့အရန်ကျဉ်နှက်တယ်ပေါ့နော်အဲ့လိုအဲ့လိုကျမတော့မကြည့်ဘူးဘလုံးဝင်ဘာဖြစ်လို့လဲဆိုရင်ရှုံးမှာဆိုလို့ကိုကြည့်လိုက် trauma တွေကအကြီးရထားတာဆိုတော့ comment မမြင်ရပါလားကွာညလုံးစောင်းတော့မယ် comment မမြင်ရပါလားဘယ်သူစိတ်ကင်းလာရဟမ်ငါကျက်လာဘူးအောင်လည်းကအဲဒီကမောဆိုဘာလို့ကြည့်နေလဲ။ဘာကြောင့်လဲငယ်ငယ်တော့လေးစောင်းစောင်းတော့လည်းပေါင်းနေတယ် ်ပြီးရင် तू ဆောက်တိတ်ကုန်တာပဲဒီလားရေးပစ်တာဒီလိုကြီးလေဆောက်ဝင်စီရံပြောင်းဘာတွေ့လဲဟိုလူတော်ဘောကောင်းတော့ဟမ်ဟုတ်ဒီနေ့အတက်တွေကျူးလာတာဘာတွေ့လဲကဲပိုလီယာဘာနဲ့ချလဲ

ညနာလေဒီလိုဖြစ်နေမယ်နော်ကြိုင်ရှေတုံတလုံးစုလေးတလုံးဖြစ်တော့မယ်ဒါမဟုတ်ဩစာလေး have you can set go on ဟာလေရှေတကုံတလုံးစုလေးတလုံးဖြစ်တော့မယ်ဒီဘက်ကိုမျက်နာလေးဒီဘက်ကိုပြရသေးတယ်မျက်လုံးကလည်းဒီကိုစိုက်ကြည့်ရဆိုကျွန်မအဲ့လိုဖြစ်တော့မယ်နော်အဲ့လိုဖြစ်နေတယ်ဒီဖုန်းမှာဒီဘက်တလုံးမှာဘေးရထားတဲ့တလုံးမှာယုံဖုန်းမှာပေါ်တယ်ဒီဘက်မှာမပေါ်ဘူး ဒီမှာ50ကျွဲလေးကြားပိုင်းလာဟွန်းဟွန်းအရင်ဘူးစားဖြစ်သွားမြတ်ပေါ်ဟဲ့လာမိုင်းနဲ့ဖြစ်သွားအလေးဖြစ်တာလားဟိုမှာတက်လေးကိုမှရောင်းလို့ရညီပလောင်းနဲ့ငါတို့ရောင်းလဲတင်းနေတက်လေးသုံးဘယ်လိုလိုလို့ပြက်ကိုကျော်ပေါ့ကိုကျော် great again ပေါ့ great again ပေါ့ again and again ပေါ့ဟုတ်ယူရတော့ဟဲ့လာဟုတ်ယူရတော့ no cancel again and again ဒါကြောင့်ငါ again and again ဆိုလို့ဘာဖြစ်တယ်ဟိုတနေ့ကလည်းကျမကဘာဖြစ်တယ်အာ comment တစ်ခုတွေ့လိုက်ပါသေးတယ်ကျမကဘာပြောလဲဆိုတော့ဟိုဟာတဲ့อืมပညာတတ်ဆိုလို့ရှိရင်လည်း English လို့တဲ့ကျမက3မိနစ်လောက်တည်း English လို့ပြောပြပါလားတဲ့ငါပြောပြရင်နင်နားလည်းမလားလို့နော်အဲ့လိုမေးချင်တာအဲ့လိုမေးလိုက်ချင်တာဒါပေမဲ့ကျမက ် ignore ပါเนาะကျမမပြန်ပါဘူးဒီမှာပဲပြောပြတာဒီမှာပဲပြောပြတာကျမကသူကပညာတတ်ပညာတတ်တဲ့အဲ့ဒါကြောင့်မလို့တခါတလေကြတော့လေလေလူတွေရဲ့ဘလို့ခေါ်လဲအငုံစိတ်ရဘလို့ပြောရလဲဟုတ်ဆက်ရှိ ဒီဥစားက S2 ZB ရဲ့ sweet time မှာရှိနေတည်ရလားဒီမှာဟုတ်ကျွန်တော်စီမှာလဲ wifi ပေါင်းမှာတသိန်းနဲ့တသန်းအဲ့ဒါလဲမမီ wifi မှာတသိန်းနဲ့တသန်းတသိန်းနဲ့တသန်းနဲ့မမီအဲ့ဒါလေဆိုတော့ရည်စရာပါဟာတအမြင်နဲ့တချို့လူတွေက ကျွန်မစကားတွေအများကြီးပြောတယ်ဆိုရင်လေဟိုပြောတဲ့စကားတွေရဲ့ဆိုလိုတဲ့အထိပယ်ကိုမသွားဘဲနဲ့လေသိလားဆိုလိုချင်တာကိုမနားထောင်ဘဲနဲ့သူတို့လိုချင်တဲ့ point ကိုပဲနားထောင်ပြီး blame တာပေါ့နော်အဲ့တော့ကျွန်မတို့ရောမ blame နဲ့ကျွန်မအဲ့ဒါတွေအရင်ကြော်ဖြတ်ခဲ့ပြီးပြီသိလားကျမတို့ရိတ်စိတ်ဝင်စားကျမတို့ဘလို့ညာလို့ပြောလဲကျမစိတ်ဝင်စားကျမတို့ဘလို့ပြောနေပြောနေညပေါင်းများစွာရှိပြီကျမအဲ့အရာတွေနဲ့အရင်အသားကျသွားပြီသိလားဆိုတော့လေဟိုကျမရည်ရွယ်ချက် ကျမရဲ့နှုတ်ထွက်စကားရဲ့တန်ဖို့ကျမအယောမခံဘူးသိလားအဲ့တော့ပြန်မပြောနိုင်ဘူးပြန်မပြောနိုင်ဘူးဆိုတာကျမအပြန်အလှန်ပြောနိုင်ဖို့အတွက်ကျမပြောနေတာတွေမဟုတ်ဘူးကျမသုံးသက်တာသုံးသက်သုံးသက်ပြလာကျမအပြန်အလှန်ရန်ဖြစ်ဖို့အတွက်စကားတွေပြောနေတာမဟုတ်ဘူးဆိုတော့လေဘာဖြစ်တယ်လဲဆိုတော့အာကွန်မန့်တစ်ခုသွားပြီးတော့မှတွေ့ရအဲပညာတတ်တယ်တဲ့ ဒီပညာတတ်တယ်ပညာတတ်တယ်နဲ့ပြောနေလို့ပါကျမလည်းမပြောမိပါဘူးနော်ကျမကိုကျမလေးကျမအလုံးနဲ့ပတ်သက်ရင်တော့ကျမပြောစားဖြစ်တာပါနော်ကျမလေးဘာဘွယ်ကြီးတွေရထားပါတယ်ကျမဘလို့ကြီးတွေဖြစ်ထားပါတယ်ကျမဘလို့ကြီးတွေပါတစ်ခါမှမလည်းမပြောပါဘူးကြုံကြရင်တည်းကိုယ့်ရဲ့ experience နဲ့ကိုယ့်ရဲ့ဖြတ်သန်းခဲ့ရတဲ့အကြောင်းအရာတွေကိုပဲပြောတာပဲရှိတယ်ကျမတစ်ခါမှမအဲ့လိုတွေမရှိပါဘူးနော်ဆိုတော့လေအဲ့ဒါမဲ့တော့အဲ့လိုပေါ့အဲနဲ့အဲပညာတတ်တယ်ပညာတတ်တယ်ဆိုလို့ရ English လို့ရကျမ3မိနစ်လောက်တဲ့ပြောပြစမ်းပါတယ် ငါပြောပြရင်နေနားလဲမလားလို့ငါပြောရင်နေနားလဲမလားလို့အဲ့လိုမေးရင်ဘာဖြစ်သွားမလဲဟုတ်လားဆိုတော့လေလူတယောက်ရဲ့အခြေအနေလူတယောက်ရဲ့ situation လူတယောက်ရဲ့ surrounding เนาะဆိုလဲမတိပဲနဲ့အကိုထင်ရမြင်ရပေါ့เนาะကိုထင်ရမြင်ရကျမကမြန်မာနိုင်ငံထဲမှာနေတာမြန်မာနိုင်ငံသား နော်ကျမတို့ကြည်နေတဲ့သူတွေမှာလူဒန်းစားပေါင်းစုံအလှော်ပေါင်းစုံအချီနေပေါင်းစုံအသက်အရွယ်ပေါင်းစုံလူတွေရှိနေတာအဲ့တော့ကျမတို့ကမြန်မာပြည်မှာနေတာဒီကျမတို့မြန်မာပြည်ကလူတွေရဲ့ကျမတို့ဒီ social မှာကျမတို့က communicate လုပ်တာမြန်မာဘာသာစကားနဲ့ပဲ communicate လုပ်ရမယ်ဟုတ်လားအဲ့တော့ကျမဘာလဲကျမဘလို့လဲသိချင်လားသိချင်စုံစမ်းလားတန်မွန်တင်းဘာလဲဆိုတာနော်ကျမဟာကျမပြောနေစရာမလိုဘူးကျမဘာလဲဆိုတာသိချင်ကျမအကြောင်းစုံစမ်းလား ဟုတ်တယ်နော်ဆိုတော့လေခါတလေကြရင်လိုအပ်တဲ့စကားကိုနားမထောင်မဲနဲ့လူတယောက်ကိုတိုက်ခိုက်ဖို့ကြီးပဲပြောနေရတယ်ကြတော့နည်းနည်းလေး IQ တွေ EQ တွေကနည်းနည်းလေးအရန်ဒေါင်းလောကြီးတယ်အဲ့တော့အဲ့လိုပြောတဲ့သူတွေကကြည်လိုက်လို့ရှိရင်အဲ့လိုပြောတဲ့သူတွေကဘယ်နေရာမှာလဲ ကျမကဘယ်နေရာမှာလဲပြောရင်ကျမနှိမ်နေဖြစ်အောင်မယ်လူဆိုတာလမ်းနှင်းလောက်ရတယ်တင်ယူရတယ်ကျမတို့လည်းကျမတို့ထက်တော်တဲ့တက်တဲ့နားလေတဲ့တက်ကျွမ်းတဲ့သူတွေရဲ့ speech တွေမတော်မတက်နားမလဲလေသူတို့ရဲ့ကျွမ်းကျင်ရာနေပယ်မှာပြောနေတဲ့စကားလုံးတွေကိုကျမတို့လမ်းနှင်းလောက်ရတယ်တင်ယူရတယ်ကျမပယံမလုတ်ဖူးဖူးပယံမလုတ်တတ်ဖူးဒါပေမဲ့ပယံဆရာကြီးပြောတဲ့စကားကိုကျမနားထောင်ပြီးသူတို့ဆရာလမ်းနှင်းလောက်ရတယ် ကျွန်မနောက်တစ်ခါအဲ့လိုဆက်ဆက်ပတ်သက်တဲ့ကိစ္စလုပ်လို့ရှင်ဟေးဒီရောက်စီလို့ရှင်အုတ်ကဘယ်နှလုံးကုန်မယ်နော်ဒါဆိုရင်ဘီးလက်မြီးကဘယ်နှအိတ်ကုန်မယ်နော်ဟေးဒါဆိုလို့ရှင်ဘလောက်အချိုးနဲ့ဆက်ရတယ်နော်ဟုတ်လားသူတို့ကျွန်မလောက်ပညာတက်ချင်မှတက်မယ်သူတို့ကျွန်မလောက်ချမ်းသာချင်မှလည်းချမ်းသာမယ်ဒါပေမဲ့ကျွန်မတို့ကလမ်းနင်းလောက်ရတယ်ဟုတ်လားဆိုတော့ယူတတ်ရတယ်ပညာဆိုတာ ဟိုတနည်းအားလည်းဒီလိုပဲအဲကောမန့်တွေမှာတွေ့ရကျမဟိုငငယ်တော့အကြောင်းရည်စရာမောစရာ ਨੇ ပြောပြတော့ကျမကဘာပြောလဲဆိုစကားထဲမှာတဲ့ကိုတိုင်ကားမောင်းပြီးသွားတယ်ဆိုတဲ့စကားကတဲ့သုံးခါလောက်ပါသွားတယ်တဲ့ကဲဂျန်နဲ့အကြောင်းရောင်နားမထောင်းတော့ဂျန်နဲ့အကြောင်းရပေါ်မှာမဟုတ်ဘူးကိုဟာကိုကားမောင်းပြီးသွားတယ်ဆိုတာကတဲ့သုံးခါလောက်ပါသွားတယ်တဲ့ဟုတ်တယ်အဲ့ဒါကျမရဲ့စကားပြောစွမ်းကြီးဘာပြောချင်တာလဲသိလား 1996ခုနှစ်ဟာကျမဟာကားမောင်းပြီးသွားတယ်ဆိုတာဒီခေတ်ကာလမှာကိုပိုင်ကားကိုကိုတိုင်မောင်းနိုင်တာမဆန်းပေမဲ့1996ခုနှစ်မှာကားမောင်းတတ်တဲ့အမျိုးသမီးတယောက်ဟာထူးဆန်းနေရှားပါတယ်တော်ယုံအတိုင်းဝိုင်းမှာမလုံနိုင်ဘူးကျမ new man ကြီးမဟုတ်ဘူး old man ကြီးဖြစ်တယ်ဆိုတာကိုပြတာ ကျွန်မလိုချင်တဲ့ point ကိုထိတဲ့အတွက်ဂျေဇုအများကြီးတင်တယ်။ကျွန်မဆိုလိုချင်တာလည်းအဲ့ဒါပဲ။သိစေချင်တာ။နားရဲဝင်စေချင်တာ။ဒါကြောင့်သုံးကထပ်ပြောတာ။ဘာကြောင့်ပြောလဲဆိုတော့ကျွန်မမနေ့တနေ့မှ new man นี่မဟုတ်ဘူး။ဒါကိုဆိုလိုချင်တာ။ကျွန်မပြောလိုက်တဲ့စကားလုံးတိုင်းစကားလုံးတိုင်းဟာဘယ်တော့မှပြည်သူလူထုရှေ့မှာကျွန်မလက်လွတ်စပယ်မပြောဘူး။အဲ့တော့နားထောင်ကြရင်ဆိုရင်ကျွန်မတို့ကခုနလိုပေါ့ဟိုကျွန်မတို့လူ ကြည့်ရှုတဲ့ပြည်သူလူထုကနည်းနည်းလေးအသိပညာမြင့်မားဖို့လိုတယ်။ကျွန်တော်တို့တွေကတယောက်နဲ့တယောက်နဲ့အပြန်အလှန်ရန်ဖြစ်နေတော့မှဟာတုံ့ပြန်တာတတိရှိတာ no မင်းဘာကောင်လဲငါဘာကောင်လဲနင်ကဘာကောင်မှလဲငါဘာကောင်မှနင်ကဘာ no အဲ့ဒါတွေကအញ្ញံ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 အဲ့ဒါတွေကဟိုးဟိုးအញ្ញံအောက်အញ្ញံရောက်သွားကြည့်တယ်နင်ကဘာကောင်မှမလို့လဲငါဘာကောင်မှမလဲငါကဘလုံးပဲချမ်းတာဆိုပြီးတော့မှစိန်ခေါ်ပြီးရန်ဖြစ်တာอ่ะ အရန်ဒေါင်းဝါကြီးတယ်ဟုတ်လားအဲ့တော့ကျမပြောခဲ့တဲ့စကားလုံးတွေဟာအဲ့လိုရန်ဖြစ်လို့ရလောက်တဲ့စကားလုံးတွေမဟုတ်ဘူးအဲ့လိုရန်ဖြစ်ဖြစ်ရမယ့်စကားလုံးတွေမဟုတ်ဘူးကျမကိုကြိုးအတွက်ပြောထားတဲ့စကားလုံးတွေမဟုတ်ဘူးဟုတ်လားနော်အဲ့တော့ဝေဗန်ဂျင်နယ်ဆဲဆိုခြင်းနဲ့တိုက်ခိုက်ခြင်းနဲ့ဆိုရင်လေစင်တန်းမြင့်မြင့်ဒီဘိတ်လုပ်ပြီးတိုက်ခိုက်စင်တန်းမြင့်မြင့်ဒီဘိတ်လုပ်ပြီးပြောအဲ့လိုမျိုးတိတ်ပြီးတော့မှအရန် အောက်ကြနောက်ကြတဲ့စကားတွေနဲ့ကြတဲ့ခါကျတော့ဖတ်ရတဲ့သူတွေအတွက်အော်တာပေါ့နည်းနည်းလေးနော်ဟုတ်ပြီလားလူဆိုးတွေလူဆိုးတွေပြောရတာလေနော်လူဆိုးတွေကဲဒါလေး တမိပလာကောမမမြင်ရပါနစတော်လို့ဇင်းနာငါ့ကိုငါတမိတော့ဟာစောင်းနေကြီးမှာဝှက်ဖို့အဝေးတဲ့ဒါမပါဘဲနဲ့ဒါပဲထုတ်ပေးတယ်ငါ့ကိုတေဖို့ငါ့ကိုတေဖို့ तू ကတေဖို့နီလန်းလीဒါမပါဒါမဒါမပါဘူးဒါပဲဝေးတဲ့ငါ့ကို ငါ့ကိုတေဖို့ရောက်ပို့တာဘယ်ပြည့်ပြည့်ရေးစားနေမနေ့တော့မနေ့တော့ကျမကနည်းနည်းဒုစားပေါ့လေရေချိုးရမယ်ရေချိုးရမယ်ဆိုတဲ့ခါကျတော့တို့ဟွာရီနဲ့ပေါ့လေရေချိုးရမယ်ဆိုတော့အဲ့ဒါလေတို့ချိုးပြရမှာပေါ့နော် စနင်းလူရတာဟိုစနင်းလူပြီးရေချိုးဆိုတော့စနင်းလူနားလို့လားငါအဖြစ်ကိုမနေရနင်တို့ငါမပြောပြရသေးဘူးနော်မလဲမပြောပြရသေးဘူးမလားဟုတ်ပြီโอเคပေါ့ကဲစနင်းလူဆိုတော့လေအဲ့တော့ကျမထမိန်လိုပြီလေထမိန်ကလည်းမရှိဘူးကိုစီမှာသိလားထမိန်ကမရှိတော့ဟဲ့လုံကြီးရှာကြပါအောင်ဟဲ့မရှိရင်လည်းတော့ဝယ်ပြီးတော့တွားချုပ်လာအောင်တွားတွားတွားနင်တို့ဈေးထဲမှာတွားချုပ်ဩစာလုံကြီးလေးပါလေးတွားချုပ်ဆိုတော့ဘယ်ဘယ်လိုကနေဘယ်လိုရှာလာလဲမသိဘူးအစ်စ်ရလာတယ်တဲ့ဟုတ်လားဟုတ်လားအစ်စ် လောက်ချလိုက်သမီးတင်ဘူးရတယ်သမီးပြေးလိုက်ပါဟာလို့အေးအေးအေးလို့လည်းငါတို့သမီးတထင်တော့ရအောင်ရှားလာတယ်ပါလာတယ်သမီးโอเคချိုးပြီပေါ့ဆိုရဲကြတော့ကျွန်မကဲတို့ဟိုဟိုအစင်ပြေတဲ့ထိုင်ကုန်လေးနဲ့ပေါ့လေထိုင်ပြီးတော့တို့ကအဲ့ဒါဆနွင်းဖြော်ပြီးတော့မှကျွန်မဆနွင်းလူးတာပေါ့ဆနွင်းလူးပြီးတို့လူးတာပေါ့လေဆနွင်းလူးတယ်ပေါ့လူကโอเคအဲ့ထိလည်းဟုတ်တယ်ရေဒီပါးလောင်းပြီးသွားပြီပြီးတော့ခေါင်းလောင်းမယ်ဆိုတော့ငါခဏညောငါရင်ရင်းနဲ့ခေါင်းလောင်းချလိုက်မယ် မောင်မလောင်ပါသေးဘူးမလောင်ပါသေးဘူးတဲ့သူအနောက်ကနေပြောလိုက်တဲ့ဟာတွေရဲ့အကြမကြနော်လုံးဝတစ်ခုမှမလွယ်ဘူးသိလားကျွန်မကလေငါကရေးလောင်းနိုင်အောင်မယ်တကူလုံးဒီဟာတွေပြောင်းသွားမောင်မောင်မလောင်နဲ့မလောင်နဲ့အောင်မလောင်နဲ့အောင်ဟိုးစာလေးဟိုဘာလဲနွားနို့လောင်းအောင်ပါတဲ့နွားနို့လောင်းပြီးတော့မှာတဲ့စနွှင်းလောင်းအောင်ပါဆိုတော့အေးဟေးအဲ့ဒီနွားနို့မင်းအောင်ရေးနေတော့ခဲနေနွားနို့ကအဲ့တော့ဒီငယ်လေးကလေခေါင်းကနေလောင်းရတဲ့အဖြစ်ဆိုနေစဉ်းစားကြည့်လိုက်အဲ့ဒီရင်တွေသိလားနွားနို့ နင်တို့ဟဲလို့ရက်ဆက်လိုက်တာငါ့ကိုစောင်းတွင်းကြီးမှနွားနို့ကိုလေခေါင်းကနေလောင်းရတဲ့နွားနို့နင်တို့ကငါ့ကိုအဲ့ရေခဲနေနဲ့နွားနို့ဆိုတော့ငါရေခဲကြီးနဲ့မဖြစ်ဘူးလားလို့ဆိုတော့အဲ့အဲ့ဆိုရင်စောင်းစောင်းတော့လေဒီမှာတန်လိုင်းစနွင်းနေတယ်သီလားဟဲအဲ့ဒါနဲ့လေခေါင်းကြီးအစင်ခံပြီးအဲ့နွားနို့ကြီးကိုကျမလေလောင်းရင်လည်းမြင်မြန်သာလောင်းလိုက်တော့လို့ဆိုပြီးတော့လေအဲ့လိုလားမဟုတ်ဘူးအရန်အေးသားမှဆိုလဲငါ့ဒဇက်ချင်းချာနေတိကျနေတိကျနေငါ ဖြစ်လာရင်ဖြစ်လာရင်အဲ့လိုမျိုးအဲ့လိုမျိုးနဲ့လောက်ပါနောင်ချလိုက်ပါမြင်းမြင်းလောင်းတာချလိုက်တော့လောင်းတာချလိုက်တော့တချီတဲ့လောင်းလိုက်လို့ရှင်ပြီးရောအေးွားတာအဲ့လိုလုပ်ပြီးကျမရင်ွေးလောင်းလိုက်မယ်ပေါ့မဟုတ်ဘူးအဲ့ဒါအေးမှဆိုလို့ဆိုပြီးတော့လေညွမ်းတို့လေးညွမ်းတို့ကလည်းရေခဲပတ်တွေတောင်ဖြစ်နေတယ်ကဲချမ်းဇလုံးလိုက်ကြီးဒီလိုကြီးကံကောင်းလို့ကံကောင်းလို့ဒီနေ့မြင်ရတာနေမကောင်းတာပါဘူးဆိုမှပထမရက်ကအဲ့ဒါဒီနေ့ကံကောင်းလို့မြင်ရတာ မလင်းပြောမနေနဲ့ဥရီကိုနားလို့အဲ့ဒါရေစိုးကန်းထဲမှာချောက်ဆက်နေတမိဘလား65 65နဲ့ ကျွန်တော်လည်းတစ်ခုတစ်ခုပဲဆက်ရှိတော့တယ်။ဒါမှမဟုတ်ကတော့မရအောင်အဲအရင်ကိုအရင်နဲ့ပဲပြီ။ဟိုကတော့တော်တော်မြောက်သွားပြီ။နှစ်ဆက်ကိုပြစ်တော့။ညဘယ်တော့နဲ့ပြီးလိုက်တာငါတို့ဟိုတနေ့က143အခုက149 3နဲ့9ဆိုတော့6သိန်းမြောက်သွားတော့ဟုတ်ရဲ့ဆိုတော့ ဲ့လိုလောင်းရတာအသားရည်လာလာတည်တဲ့နဲ့အခါတော်ပေးပေါ်သမီးရဲ့အခါတော်အခါတော်အသားရည်လာလာနေမလာလာနေမဟုတ်ဘူးစနွင်းလူအခါတော်အခါတော်အခါတော်ပေးအဲ့ဒီဟာဆိုတော့ဟိုဥစားပေါ့နွားနို့လောင်းရမယ်စနွင်းလူရမယ်ဘာညာပေါ့အဲ့ဒါရဲ့ဟာရဲ့ဟာအဲ့ဒါအစနေမုံနေလေဟိုဥစားဖြော်လိုက်တာလားအကုန်လားပါလားညာလားလည်းမသိအေးအဲ့ဒါထတ်တောင်းဘူးမှန်ပေါ့ဝင်ဟာ လေအဲ့ဒါမေ့သွားသူတို့အကုန်ဖြုတ်လိုက်တယ်နေမှာပေါ့အဲ့ဒီတခါနေနေဟိုဆောင်လေးဟိုဣရိုလိုင်းယူလာခိုင်းလိုက်ပြီးပွားလိုက်ပေါ့အဲ့လိုဟိုဆိုဒေဖြောဒေဖြောဒေဖြောပြီးဇနွေးနေဇနွေးနေလွတ်ဂက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 ်လေး သိလားရင်းနှင်းလောင်းထားတာမဟုတ်ဘူးလေတို့ကဖြော်ထားတဲ့ဟာတွေကလည်းဒီတိုင်းရိုးရိုးရေရင်နဲ့ပဲဖြော်တဲ့ခါကြတော့အဲ့ဒါမလေးဂက်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 လေစနွင်းတွေကိုစိမ်ပြေနေပြီနဲ့တို့ကပုတ်တာပုတ်တာပုတ်တာပီအိုစာဖြစ်တော့သူပါဟဲ့နင်တို့ကထမိန်ဝတ်ထားပြီးပုတ်လဲငါပြီးတော့အကုန်လုံးနေပါပြီတော့အလုံးကဲတရာလီးစက်နဲ့ကိုသိန်းတင်းနဲ့အဲ့ဒါတိနေတာဟုတ်လား ်ရှင်မထုတ်ထားတာဒီမှာတက်ရှိပြီးအပ်ပြီးလိုက်တာပါချက်ရှိနာမနာနာမနာ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 လည်းရှိကိုမရှိတာရှိတယ်ငါတောင်းပြီးပေါ်ရဲမှာနာမနာ3ရက်ဒီနဲ့အားနဲ့ယောဂီဆိုလို့ယောဂီကလည်းရှာတာဟေးယောဂီကလည်းကဲယောဂီလေးလည်းရှာဆိုတော့နောက်ဆုံးမှယောဂီကငါ3ရက်ဒီနဲ့18ခု ိန်က3ရက်ဒီနေ18ပြီ